ေးဖက်ဝင်ဖယုံစေအကြောင်းပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင် in white youtube channel ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ဖယုံစေကိုဘာကြောင့်စားပေးတင်တယ်လဲဘယ်လိုလူမျိုးဘယ်လိုအရွယ်တွေကပိုစားပေးတင်တယ်လဲဆိုတာ ပြောပြပေးပါမယ်နားဆင်ကြည့်ပါဦးနော် This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly ဖယုံစိဟာနှလုံးသွေးကြောချင်းယောဂါကိုကာကွယ်ပေးပါတယ်ဖယုံစိမှာမက်ဂနီဆီယမ်ဓာတ်ပါဝင်တာမို့ပင်ပန်းနှမ်းနယ်မှုကိုပြင်ဆင်နိုင်တဲ့အစွမ်းရှိပါတယ်ဖယုံစိလက်ဖက်ရည်စွန်းနှစ်စွန်းမှာမက်ဂနီဆီယမ်84မီလီဂရမ်ပါဝင်ပါတယ်တက်ကြီးရွယ်အိုဒီမှာမက်ဂနီဆီယမ်ဓာတ်ချိုတက်မှုကြောင့်နှလုံးသွေးကြောချင်းယောဂါဆီးချိုယောဂါ အယိုးပွားယောဂါတွေနဲ့ဆက်ဆက်နေပါတယ်။မဂနီဆီယမ်ကခန္ဓာကိုယ်တင်ဓာတ်ပြုမှုအတွက်များစွာ အထောက်အကူပြုပါတယ်။အာယုံကြောတွေကနေကျွတ်သားတွေစီတည်င်းပို့ဆက်ပင်မှုစနစ်တွေမှာလည်းမဂနီဆီယမ်ကပါဝင်ပါတယ်။ဖယုံစိကို ပုံမှန်စားပေးရင်နှလုံးသွေးကြောခြင်းယောဂါရုပ်ပြရဲ့နှလုံးခုန်ရက်ကတည်ဆုံချင်းတို့မှကာကွယ်တားဆီးပေးပါတယ်။နံပါတ်2ကိုခံအားကိုကောင်းစေခြင်း ဖယုံစေးကစင့်တက်ကြွယ်ဝတဲ့တရီစာတစ်မျိုးပါဖယုံစေးတအောင်စမှာစင့်1မီလီဂရမ်ပါဝင်ပါတယ်စင့်တက်ကခန္ဓာကိုယ်အတွက်များစွာအသုံးဝင်ပါတယ်စင့်တက်ကကိုယ်ခန္ဓာအားကို ကောင်းစေခြင်းဆဲတွေတိဆောက်ခြင်းအိပ်ပျော်စေခြင်းအရေပြားတဲ့မျက်လုံးကျန်းမာရေးအင်ဆူလင်ထုတ်လုပ်မှုနဲ့ကာမဆိုင်ရာ စိတ်ဆန္ဒဖြစ်ပေါ်စေခြင်းတွေမှာအကျိုးပြုလက်ရှိပါတယ်။လူခန္ဓာကိုယ်မှာဇင့်တဲ့ ချို့တဲ့ရင်မကြာခဏအေးမိတုတ်ကွေးဝေဒနာတွေဝင်နေခြင်းမောပန်းနှံ့နေနေခြင်းစိတ်တကြခြင်းအယိုးပွားခြင်းမိခင်မှာဇင့်တဲ့ချို့တဲ့နေပါက ပေါင်ချိန်မပြည့်တဲ့ကလေးမွေးခြင်းကလေးငယ်မှာညံရင်မမြင်ခြင်းတွေဖြစ်နေပါတယ်ဝတ်ချံအထွက်များတဲ့သူတွေကဇင်တက်ကြွယ်ဝတဲ့ဖယုံစိတ်ကိုနေ့စဉ်စားသုံးပေးမယ်ဆိုရင်ဝတ်ချံတွေကို ရောနေတက်တာစီပါတယ်အသားရည်ဆိုပြီးလပဖို့အတွက်လည်းဖယုံစိတ်မှာ အစွမ်းအာနိသင်တွေရှိပါတယ်။အရေးပြားပေါ်ကတည်ဆုံသွားတဲ့ဆဲတွေနေရာမှာဆဲအသွက်တွေပုံမှန်ပြန်လည်အားဖြည့်ပေးဖို့ဖယုံစေးတွေစားပေးခြင်းကအထောက်အကူဖြစ်စေနိုင်ပါတယ်။ဖယုံစေးပုံမှန်စားရင်တအင်ယောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။နံပါတ်3တိတိမခန္ဓာကိုယ်ကို အကျိုးမပြုတဲ့အစီတွေကိုလျှော့ချပေးခြင်း ဖျော်စေးမှာပါတဲ့ Omega 3, Omega 6ဓာတ်သောစက်ကျင်ဓာတ်ပေါင်းနဲ့အမြင်ဓာတ်တွေကြောင့်အသေးနှလုံးကို ကျန်းမာစေပါတယ်။ Omega 3ကခန္ဓာကိုယ်ကို အကျိုးမပြုတဲ့အဆီတွေကိုလျှော့ချစေနိုင်ပါတယ်။ခန္ဓာကိုယ်သွင်းကမကောင်းတဲ့အဆီတွေကိုလျှော့ချပေးတာကြောင့်အုန်းနောက်သွေးကြောပိတ်ခြင်း၊သွေးခဲခြင်း၊နှလုံးရောဂါဖြစ်ပွားမှုအန္တရာယ်များစွာကိုယောနေစေပါတယ်။ Protein ဓာတ် အမြင်ဓာတ်တွေပေါဝင်တာကြောင့်ဖယုံစိလက်တဆုပ်စားထားရင်ပဲပြည့်နေတယ်လို့ခံစားရစီမှာပါနံပါတ်၄အမျိုးသားများမိဝဲတင်တဲ့တယ်အမျိုးသားများကအသက်ရလာတာနဲ့အများ စီးကျိတ်ကကြီးလာတတ်ပါတယ်။ဖယုံစိကို ပုံမှန်စားပြီးရင်စီးကျိတ်ကြီးခြင်းစီးကျိတ်ကင်ဆာဖြစ်ခြင်းမှာကကွယ်ပေးပါတယ်။နံပါတ်5စီးချိုယောဂအတွက်တဘာဝစီးတက်လက် ဖယုံစီမှာမက်ဂနီဆီယမ်ဓာတ်တွေပါဝင်ပါတယ်မက်ဂနီဆီယမ်ဓာတ်နဲ့ပါရင်အင်ဆူလင်ထုတ်လုပ်မှုကို ထိခိုက်စေပြီးတော့အင်ဆူလင်ရဲ့တုပ်ပြန်နှိမ်စွမ်းကိုကျဆင်းစေနိုင်ပါတယ်အင်ဆူလင်ဆိုတာကလူခန္ဓာကိုယ်သွင်းကတခြားဓာတ်ကို ထိန်းချုပ်ပေးတဲ့ဟော်မုန်းတစ်မျိုးပါတွေ့ထဲမှာတခြားဓာတ်တွေများလာတာကိုစီးချိုယောဂလို့ခေါ်ပါတယ် ဖယုံစီပုံမှန်စားပေးရင်စီချိုယောဂကြောင့်ကြောက်ကပ်ပစ္စည်းချင်းကိုလည်းကောက်ွယ်ပေးပါတယ်။နံပါတ်6သွေးဆုံးခါနီးအမျိုးသမီးတွေအတွက်တဘာဝကပေးတဲ့ဓာတ်ဆန်ဖယုံစီမှာပိုက်တိုစတောဂျင်းတွေပါဝင်တာမို့ရာသီသွေးဆုံးခါနီးမှာ ဖြစ်တတ်တဲ့အစင်မြင်နာကျင်ကြိတ်ခဲခြင်းစိတ်ခံစားချက်ရုပ်ချေပြောင်းလဲခြင်း၊ကောင်းကင်ခြင်းစတဲ့သွေးဆုံးချိန်ကိတ်ခဲမှုဝေဒနာတွေကိုတသားစီပါတယ်။ တန်တဲ့ပါဝင်မှုကအမျိုးသမီးတွေအတွက်သွေးအားကောင်းစေပြီးရောင်ရမ်းမှုတွေကိုလျှော့ချစေပါတယ်။ဖယုံစိမှာပါဝင်တဲ့မဂနီဆီယမ်ဓာတ်ကအယိုးသိပ်ပြီးစာကို ကောင်းစေပြီးတော့အယိုးပွားယောဂဖြစ်နေခြင်းကိုလျှော့ချပေးနိုင်ပါတယ်။နမခွန်ကတော့တဘာဝအိတ်စေစိတ်ငြိမ်စေဖယုံစိမှာအမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ tryptophan ပါဝင်မှုညှင်းပါပါတယ်။ tryptophan ကိုခန္ဓာကိုယ်ကနေ ဆီရိုထိုနင်အဖြစ်ပြောင်းလဲစေနိုင်ပါတယ်ဆီရိုထိုနင်ကနေမယ်လတိုနင်အိပ်ပျော်စေတဲ့ဟော်မုန်းဖြစ်ပြောင်းပေးပြီးတော့ကောင်းကောင်းမွန်မွန်အိပ်ပျော်စေပါတယ်နာတာရှိအိမ်မပျော်ယောဂါဆွဲကပ်နေတဲ့လူတွေအနေနဲ့ညအိပ်ရမွေးခင်မှာနာယူဝက်အလိုဒါမှမဟုတ်တန်နိုင်အလိုမှာဖယုံစိပါဝင်တဲ့တက်ထရိုဖန်နဲ့ကစီတက်ပါတဲ့အစားအစာတစ်ခုသွဲပြီးစားသုံးရင်နှစ်ချိတ်စွာအိပ်ပျော်စေနိုင်ပါတယ်ဖယုံစိမှာပါတဲ့ glutamate ဆိုတဲ့ amino acid က GABA, gamma amino, butyric ကိုဖွဲ့စည်းပေးပြီးစိတ်လှုပ်ရှားခြင်း၊စိတ်ကနာမငြိမ်ခြင်း၊တောကရောက်ခြင်းစတဲ့စိတ်ဖိစီးမှုဝေဒနာကိုလျှော့ချပေးပါတယ်။နံပါတ်၈အယောင်ကျစေခြင်း။ဖျော်စိမှာ endometasin နဲ့ဆေးနဲ့တူတဲ့အကျိုးအာနိသင်တွေရှိပါတယ်။ endometasin ဆိုတာအဆင့်အမြင့်အယောင်ရမ်းနာတွေမှာ အသုံးပြုတတ်တဲ့အယောင်ကျစေပါ။ အင်ဒိုမက်တာစင်မှာအစာလန်းချောင်းဆိုင်ရာစီးအဖြစ်တွေရှိပေမဲ့ဖယုံစိမှာတော့မရှိတာမို့အစိယအစစ်နာဝေဒနာတွေတွေနေစဉ်မြည်ဝဲသင့်ပါတယ်။နံပါတ်9ကင်ဆာယောဂါကို ကာကွယ်နိုင်ဖယုံစိမှာဟော်မုန်းတွေကိုထိန်းညှိနိုင်တဲ့ဓာတ်တွေကင်ဆာဆဲတွေဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်တဲ့အန်တီအောက်ဆီဒန့်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဖျုံစေးမှာပါဝင်တဲ့ဇင်ဓာတ်တွေအန်တီအောက်ဆီဒန့်နဲ့ဗီတာမင် E တို့ကဆဲရီပျက်စီးမှုနဲ့ရောင်ရမ်းမှုတွေကိုလျော့ပါစေပါတယ်။ဖျုံစေးက DHEA Dehydroepiandrosterone အဒင်ကိုတာစီနိုင်လို့အမျိုးသားတွေမှာစီကြိတ်ကင်ဆာကိုကာကွယ်ပေးပြီးအမျိုးသမီးများအတွက်ကားဥအိမ်ကင်ဆာကိုကာကွယ်ပေးပါတယ်။ ဖယုံစိတ်ကိုနေရအမျိုးမျိုးပါအသုံးပြုနေကြပါတယ်မက်ကစီကန်ဟီလီယာတွေမှာဖယုံစိတ်ကိုထည့်သွင်းချက်ပြုတ်ကြပါတယ်ဥရောပအလဲပိုင်းမှာဖယုံသီးစိုက်ခင်းတွေကိုစိုက်ပျော်ပြီးဖယုံစိတ်ကိုကြိုက်ကအစည်းထုတ်လုပ်ကြပါတယ်ဖယုံစိတ်ကိုပါမုံကိမုတ်တွေထဲထည့်ဖို့လို့ရတယ်လို့အတီးအရွက်တုတ်တွေထဲလိမှာလဲထည့်ပြီးစားလိရှိကြပါတယ် ရှမ်းပြည်နယ်နဲ့ချင်းပြည်နယ်မှာအများဆုံးထွက်ရှိတဲ့ဖယုံစစ်တွေကိုလော်ပြီးတော့နိုင်ငံအနှံဖြတ်ကြီးကတည်ရစာအဖြစ်စာသုံးကြပါတယ်။ဖယုံစစ်အမျိုးအစားအနေနဲ့အဖြူရောင်အညိုရောင်အမဲရောင်တွေ ရှိတတ်ပါတယ်။ခန္ဓာကိုယ်ကိုအကျိုးမပြုတဲ့အစာအစာတွေစားမယ့်အစာဖယုံစစ်ကိုစားသုံးဖို့တိုက်သွင်းပါရစေရှင်။ဖယုံစစ်ကိုစားသုံးမယ်ဆိုရင်တတိပြုရမယ့်အချက်တွေလည်းရှိပါတယ်။အဲဒီကတော့ကယ်လိုရီများတာကြောင့် ဝါဒတွေဖြစ်စီပါတယ်။လောတဲ့အခါမှာ စားတုံးထားတာများရင်တော့သွေးသွေးနိုင်ပါတယ်။အစာအိမ်နဲ့ယင်ပူသူတွေက အများကြီးမစားတုံးသင့်ပါဘူး။ကပ်ပါပိုးမောတွေမပါဝင်အောင်တိချာလော်ပြီးမှစားတုံးသင့်ပါတယ်။စားတုံးနည်းအကြံပြုရမယ်ဆိုရင်တစ်နေ့ကိုနှစ်စွန်းဂရမ်နေနဲ့ဆိုရင်20 30ဂရမ်ခန့်အထိတာစားတုံးသင့်ပါတယ်။ smoothie slack oat meal rice ဘူးစတာတွေထဲလဲထည့်စားလို့ရပါတယ်။ခုကျမ်းမာရေးဆောင်ပါလီကတော့စာရေးသူပေါပေါရဲ့ဆောင်ပါလီကိုထပ်မံဖြည့်ဆွဲညဝေပေးတာပဲဖြစ်ပါလိမ့်ရှင်။အဆုံးထိနာဆင်ပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ထပ်နောက်ထပ်ကျမ်းမာရေးဆိုင်ရာဘ ഹു တူတာတွေကိုညဝေပေးအောင်ပါမို့ like and subscribe လို့ဖို့လဲမမေ့ပါနဲ့ဦးနော်။ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးလိုက်မယ်ဆိုရင် တင်ဆက်သမျှဗီဒီယိုတိုင်းကိုနားဆင်နိုင်မှာပဲဖြစ်ပါတယ်ရှင်။ဂျေဇူးထူတင်ရှိပါတယ်ရှင်။